အားလုံးပဲမင်္ဂလာပါဗျဇက်အနီလိုင်ဘရီမှကြိုဆိုလိုက်ပါတယ်ကျွန်တော် channel အနေနဲ့နိုင်ငံကသတင်းတွေကိုအဓိကထားပြန်လည်မျှဝေပေးနေတာဖြစ်ပါတယ်ကျွန်တော်လိုပဲနိုင်ငံကသတင်းကိုစိတ်ဝင်စားသူတွေသတင်းကိုအခိုင်အမာတိဆောက်လူတွေသတင်းကိုအချိန်ပေးပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေအတွက်ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံကသတင်းတွေကိုပြန်လည်မျှဝေပေးနေတဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့ဒီထက်မှဒီအစီအစဉ်ကတော့ Israel နဲ့သူ့ရဲ့ပတ်လည်ဒေတာတဝိုက်ကစိတ်ဝင်စားစရာ တည်င်းနေစပွဲဆိုင်ရာမှတ်စုတွေကိုပြန်လည်မျှဝေပေးနေတဲ့အစီအစဉ်ဖြစ်ပါတယ်ဗျ။ဣသရေဟစ်ဘူလာဟာမတ်စ်ဟူဒီပြိပကဆိုင်ရာစိတ်ဝင်စားဖွယ်ရာမှတ်တမ်းများစုစည်းမှုအပိုင်း67ဖြစ်ပါတယ်။ဒီအပိုင်းမှာကတော့ဘယ်ကြောင်းရာတွေပါဝင်မလဲဆိုတော့ဣသရေစစ်တပ်ကဂါဇာကို3ရက်အတွင်းအကြိမ်200ကျော်လေကြောင်းတိုက်ခတ်မှုတွေပြုလုပ်ခဲ့တဲ့တဲ့။အဲဒီနောက်မှာတော့အမေရိကန်ကယီမင်လူနေရက်ကွက်နဲ့ဈေးကိုလေကြောင်း ိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အကြောင်းအရာပြီးရင်အမေရိကန်ရဲ့ရီမင်လူတွေရက်ွက်တိုက်ခိုက်မှုပေါ်ကုလသမဂ္ဂကလွန်စွာပူပင်မိကြောင်းပြောကြားတဲ့အကြောင်းအရာအဲဒီနောက်မှာတော့ဘင်္ဂလားဒေ့ရှ်အရာကြီးအစိုးရကဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးရဲ့ကျူးလွန်မှုတွေကိုပြင်းပြင်းထန်ထန်ရှုတ်ချတဲ့သတင်းအဲဒီနောက်မှာတော့အစ္စရေးမှာဝန်ကြီးချုပ်ရဲ့မူဝါဒကိုစန့်ကျင်ကန့်ကွက်သူရေအတွက်တိုးလာနေတဲ့အခြေအနေပြီးရင်တော့ထရန့်အစိုးရရဲ့သတိပေးချိန်ချောက်မှုကြောင့်အီရန်ကြောထောက်နောက်ခံပြုတ် အင်အားကြီးပြည်သူစစ်အဖွဲ့တွေလက်နက်ချဖို့ပြင်ဆင်နေတဲ့တဲ့နဲ့နောက်ဆုံးမှာကတော့ Israel တပ်မတော်ရဲ့နာမည်ကျော်လာနေတဲ့ Rock Dozer ကိုဂါဇာမှာတိုးမြင့်သုံးဆွဲလာနေတဲ့အကြောင်းအရာတွေကိုစူးစမ်းမျှဝေပြီးသွားမှာဖြစ်ပါတယ်ပထမဆုံးအကြောင်းအရာက Israel စစ်တပ်ကဂါဇာကို၃ရက်အတွင်းအချိန်၂00ကျော်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့တဲ့ဖြစ်ပါတယ် အစ်စွေစစ်ကကပြီးခဲ့တဲ့3ရက်အတွင်းမှာဂါဇာကမ်းမြောင်ဒေသအနှံ့အပြားကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်2ရာကျော်လှုပ်ဆောင်ခဲ့ပြီးတော့ Islamic Jihad လှုပ်ရှားမှုအဖွဲ့ဝင်တို့ကိုတုတ်တင်ခဲ့တယ်လို့ April 27ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ Israel စစ်တပ်ရဲ့ပြောကြားချက်အရအဲ့တိုက်ခိုက်မှုတွေအတွင်းမှာလက်နက်ကင်တွေရဲ့အခြေခံအဆောက်အုံတွေလက်နက်ကင်အဖွဲ့ဝင်တွေတုံးကြီးပစ်ခတ်တဲ့နေရာတွေနဲ့လက်ဖြောင့်သမားတွေတပ်ဖြတ်တဲ့နေရာတွေလက်နက်တိုးလောင်ယုံတွေအမိန်ပေးကုတ်ကဲမှုဘဝဌာနတွေကိုပြစ်မှတ်ထားခဲ့တယ်လို့ဆိုပါတယ်။ ရဖာမာရှိတဲ့ရှာဘူရာနဲ့တဲအယ်ဆူဒန်ဒေသတွေမှာအစ္စရေးတပ်ဖွဲ့ဝင်တွေကအခြေခံအဆောက်အုံတွေကိုဖြိုချခဲ့ပြီးတော့လက်ပြပုံခဲယမ်းကြီနဲ့အခြားစစ်ဘက်သုံးဆောင်တွေအပါဝင်တိုးဝက်ထားတဲ့ဆီလန်ဒါပစ္စည်းတွေကိုဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်ရဖာမျိုးကိုခဲယူနစ်နဲ့ဂါဇာဒေသရဲ့အခြားနေရာကိုပိုင်းခြားထားတဲ့မကြသည်မီကတိစောက်ထားတဲ့မိုရက်ဇင်ဂျန်တလျှောက်မှာတပ်ဖွဲ့ဝင်တွေဟာဆီလန်ဒါတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့ ဟာမတ်စ်တို့ရဲ့အခြေခံအဆောက်အအုံတွေကိုဖျက်ဆီးခဲ့ကလက်နက်ကင်အချို့ကိုတုတ်တင်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကဆိုပါတယ်။အဲ့ဒီအပြင်တိုက်ခိုက်ရေးသမားအာမက်မန်ဆာဆိုသူကိုတုတ်တင်နိုင်ခဲ့ပြီးတော့သူဟာ2023အောက်တိုဘာ9ရက်မှာအစ္စရေးကိုဟာမတ်အဖွဲ့ဥဆောင်တဲ့လက်တပြည့်စီးနင်းတိုက်ခိုက်မှုမှာပါဝင်သူဖြစ်ခဲ့ပြီးတော့စစ်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာဒုံးကျည်နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကိုညွှန်ကြားခဲ့သူဖြစ်တယ်လို့ထုတ်ပြန်လာခဲ့ပါတယ်။ ပါလက်စတိုင်းသတင်းဌာန Wolfa ရဲ့ဖော်ပြချက်မှာတော့ဧပြီ21ရက်မှာအစ္စရေးရဲ့လေယောင်းတိုက်ခိုက်မှုတွေကြောင့်အနည်းဆုံး10ဦးသေဆုံးပြီးဒါဇင်ပေါင်းများစွာဒဏ်ရာရရှိခဲ့တယ်လို့ရှင်းတာဖော်ပြခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကအမေရိကန်ကဂျီမေလူနေရက်ကွက်နဲ့ဈေးကိုဘုံကျဲတိုက်ခိုက်မှုပြုလုပ်တယ်ဆိုတဲ့သတင်းမှာဂျီမေမျိုးတော်ကိုအမေရိကန်ကလေယောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတော့လူ12ဦးသေဆုံးပြီး30ဒဏ်ရာရခဲ့တယ်လို့ဟူတီလက်နက်ကိုင်တပ်ဖွဲ့ဘက်ကပြောပါတယ်။ တိုက်ခိုက်မှုတွေက2014တည်းကဟူသီတို့ထိန်းချုပ်ထားတဲ့ယီမန်နိုင်ငံဆာနာအဒန်နဲ့အစီအဒေတာမှာရှိနေတဲ့တန်ရှင်းလုပ်ငန်းတွေကိုပါထိမှန်ခဲ့တယ်ဆိုပြီးတော့ဟူသီမီဒီယာကတင်းကုန်နေနေမှာပြောကြားခဲ့ပါတယ်။တိုက်ခိုက်မှုတွေဟာဖူဝါရက်ကွက်နဲ့ရှိုးခိုင်မှာရှိနေတဲ့လူစီကားတဲ့ဈေးတစ်ခုရဲ့ area တွေကိုထိမှန်ခဲ့တယ်လို့ဟူသီမီဒီယာကပြောကြားပါတယ်။မချက်ပေးဖို့တောင်းဆိုချက်ကိုတော့အမေရိကန်ဗဟိုဌာနချုပ်ဘက်ကချက်ချင်းတုံ့ပြန်မှုမရှိသေးဘူးလို့အဲ့ဒီသတင်းကဆိုပါတယ်။ဟိုဒေးတာစိတ်ကန်း နဲ့လေးစိတ်ကိုအမေရိကန်ကတိုက်ခိုက်မှု73နှစ်ပြုလုပ်ပြီး3ရက်ကြာမှာပဲဟိုဒေတာမှာရှိတဲ့ Red Isa စိတ်ကန်းကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးအနည်းဆုံးလူ80သေဆုံးပြီး150ကျော်ဒဏ်ရာရခဲ့ပါသေးတယ်။ရှီမန်မှာရှိနေတဲ့ဟူတီတွေထိန်းချုပ်ထားတဲ့နေမျိုးတွေဟာ Washington နိုင်ငံနေပါလေကြောင်းတိုက်ခိုက်မှုကိုခန်းနေရတယ်လို့အဲ့ဒီသတင်းတွေသိရပါတယ်။မက်လမှာဟူတီတပ်ဖွဲ့တွေကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်မဲ့လို့ American သမ္မတ Donald Trump အစိုးရကကြေညာပြီးကြတဲ့ကဆိုရင်အခုချိန်ထိ လူ200ကျော်တေဆုံးခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။အိုက်တိုက်ခိုက်မှုတွေဟာနိုင်ငံတကာကုံသွယ်မှုအတွက်အဓိကလမ်းကြောင်းဖြစ်တဲ့ပင်လယ်နီကတင်းမောတွေကိုချိမ့်ချောက်နေတာကိုရပ်တန့်ဖို့တွန်းအားပေးဖို့ရည်ရွယ်တာဖြစ်တယ်ဆိုပြီးထရန့်ဆိုရဘက်ကပြောကြားပါတယ်။2023နိုဝင်ဘာကစလို့ဟူဒီလက်နက်ကိုင်တွေဟာဂါဇာကမ်းမြောင်နဲ့ပါလက်စတိုင်းတို့ရဲ့စီးလုံးညီညွတ်မှုကိုပြတ်တာတဲ့အနေနဲ့အစ္စရေးနဲ့ဆက်နွယ်နေတယ်လို့ယူဆတဲ့တင်းမောတွေကိုတိုက်ခိုက်မှုပေါင်း100ကျော်ပြုတ်လုခဲ့ပါတယ်။ ဟူဒီရဲ့တိုက်ခိုက်မှုကြောင့်ကမ္ဘာလုံးဆိုင်ရာသင်္ဘောသွားလာမှုအများပြားထိခိုက်ခဲ့ပြီးတော့မလိုအပ်ဘဲခီးရှည်ပတ်သွားရတာကြောင့်ကုန်ကျစရိတ်များပြားတာကုန်သွယ်လမ်းကြောင်းထိခိုက်တာတွေအများပြားဖြစ်ပေါ်ခဲ့တယ်လို့လည်းဆိုပါတယ်။ဟူဒီရအခုနှစ်အစောပိုင်းမှာဂါဇာမှာနှစ်လကြာအပြစ်ခတ်ရစဲထားစဉ်အတွင်းမှာသူတို့ကလည်းသင်္ဘောလမ်းကြောင်းတွေကိုတိုက်ခိုက်မှုတွေရပ်တန့်ထားခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးကပြီးခဲ့တဲ့လကဝင်းရထားတဲ့နေမြေတွေကိုပြန်လည်တိုက်ခိုက်ပြီးတဲ့နောက်သူတို့ကလည်းတိုက်ခိုက်မှုတွေကိုပြန်လည်စတင်မယ်လို့ကြေညာလာခဲ့ပါတယ်။ အန်ဆာအလာဒါမှမဟုတ်ဘုရားသခင်ကိုထောက်ခံသူတွေလို့လူတိများတဲ့ဟူသည်တဖွဲ့တွေဟာ1990ခုနှစ်တွေအတွင်းကပေါ်ပေါက်လာခဲ့ပြီးတော့စာနာကိုတင်ပတ်ပြီး2014ခုနှစ်မှာပို့ပြီးတော့လူတိများလာခဲ့တာဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့အမေရိကန်ရဲ့အစီအမံလူနေရက်ွက်ပေါ်တိုက်ခိုက်မှုကို ကုလသမဂ္ဂကလွန်စွာပူပယ်မိကြောင်းပြောကြားတဲ့သတင်းပါ။ရှိမင်းနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးတန်တမန် Hans Grunberg ကရီမင်ပင်လယ်နီမြို့အနောက်မြောက်ပိုင်းဟိုဒေတာရဲ့အနောက်မြောက်ဖက် Erat Caesar လောင်စာကြီးစိတ်ကဲအနီးမှာမကြသေးခင်ကအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ကြီးမားစွာစိုးရင်ပူပန်မိတယ်လို့ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ရီမင်နိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးတန်တမန်က Erat Caesar စိတ်ကဲအတွင်းအရသားတွေအထူးသဖြင့် truck ကမောင်းသူတွေနဲ့စိတ်ကမ်းလုသားတွေအပြင်ရပ်ဖက်အခြေခံအဆောက်အအုံတွေကိုအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတက်ရောက်တာကိုအလွန်စိုးရိမ်နေဆိုပြီးတော့ကုလသမဂ္ဂအတွင်းမှုချုပ် အန်တိုနီယိုဂူဒရက်ဆက်သဘောထားကိုထင်ဟပ်ပြီးဆိုရှယ်မီဒီယာပလက်ဖောင်းမှာကုလသမဂ္ဂအထူးတန်တမန်ကရေးသားခဲ့ပါတယ်။ဟူတီတွေနဲ့အမေရိကန်တို့ကပင်လယ်နီမှာတိုက်ခိုက်ခြင်းတန်တရားလဲနေတာဟာငြင်းငြိမ်းချုံ့မှုတွေကိုထိခိုက်စေပြီးဂျီမင်ဒေတာရင်းပြိပခတွေထက်မှန်ရောက်ရှိလာစေမဲ့အန္တရာယ်တွေဖြစ်နေတယ်။နိုင်ငံတကာဥပဒေနဲ့ညီထင်းထင်းသိမ်းသိမ်းအရှိန်လျှော့ဖို့နဲ့ရပ်သားနဲ့ရပ်ဖက်အခြေခံအဆောက်အုံတွေကိုအကာအကွယ်ပေးဖို့တိုက်တွန်းတယ်လို့သူကရေးသားခဲ့ပါတယ်။ ရင်းမင်းကိုငင်းငဲစီရင်းနဲ့ကဘာလုံးဆိုင်ရာလုံခြုံရေးအတွက်ထိန်းထားဖို့အတွက်ရှေ့ကြတဲ့ပြည်ပခဖြစ်ချင်းမှကာကွယ်တဲ့ယုံကြည်စိတ်ချတဲ့အမခန့်ချက်တွေနဲ့ပင်လယ်နီတက်ခိုက်မှုတွေကိုရက်တန့်ပြင်ရမှာဖြစ်တယ်လို့လည်းသူကရေးသားခဲ့ပါတယ်။မက်ရှလာလေးမှာအမေရိကန်ရဲ့လေကြောင်းတက်ခိုက်မှုတွေပြန်လည်ဖြစ်ပွားပြီးတဲ့နောက်ပိုင်းအသေးအပြောက်အများဆုံးစီးနင်းမှုဖြစ်တဲ့အနေနဲ့အမေရိကန်စစ်တပ်ဟာဂျာသရီနေညကဟူတီထိန်းချုပ်ထားတဲ့ Red Caesar လောင်စာဆီစိတ်ကန်းနဲ့တင်သွင်းလာတဲ့လောင်စာဆီတူလောင်ကန်ကွန်ကရစ်တန်ကီတွေကိုပြင့်မှတ်ထား တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဟူဒီဥစည်းရဲ့ကျမကြီးအာနာပိုင်ကြီးအထုတ်ပြန်ချက်အရတော့စနေနေ့အစောပိုင်းမှာအနည်းဆုံးလူ80သေဆုံးပြီးတော့150တန်ရာရခဲ့တယ်လို့သိရပါတယ်။အသေးပြောင်းဒီထဲမှာစစ်ကမ်းလုပ်သားတွေအဲ့ဒီပြင်စေမှု9ဦးစာတို့ပါဝင်ပြီးတော့ဒဏ်ရာရသူတွေကိုကူညီဖို့အရေးပေါ်လူနာတင်ရှင်ကိုရင်မော်ကိုရောက်ရှိလာခဲ့ဒုတိယကြိမ်ဒီကြောင်တိုက်ခိုက်မှုတွင်သေဆုံးသွားခဲ့ကြရတာဖြစ်တယ်လို့သိရပါတယ်။စနေနေ့အစောပိုင်းမှာဟူဒီတော်လိုင်းကော်မတီခေါင်းဆောင်မိုဟာမက်အလီအယ်ဟူဒီက အစ်စ်ပြန်လည်ပြုတ်လုတဲ့အမေရိကန်ရဲ့လေကြောင်းတက်ခတ်မှုကိုလက်တုံပြန်မယ်လို့ကြေပြုပါတယ်။24နာရီတွင်အမေရိကန်လုံး MQ9 မောင်းသူမဲ့လင်းနှစင်းကိုလည်းပစ်ချနိုင်ခဲ့တယ်လို့အဲ့ဒီအဖွဲ့ကပြောကြားခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးရဲ့ကျူးလွန်မှုတွေကိုပြင်းပြင်းထန်ထန်ရှုတ်ချတဲ့တဲ့င်းပါ။ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေရာချို့မှာပါလက်စတိုင်းပြည်သူတွေကိုထောက်ခံတဲ့ဆန္ဒပြမှုတွေဖြစ်ပွားနေချိန်မှာပဲ ်ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးရဲ့လူအစုလိုက်ပြုံးလိုက်တပ်ဖြတ်မှုတွေအလွန်ဆိုးရတဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုဆက်လက်ကျူးလွန်နေတဲ့အပေါ်ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဝန်ကြီးဌာနကဧပြီ9ရက်ထုတ်ပြန်ချက်မှာပြီးခဲ့တဲ့လကအစ္စရေးကဟာမတ်စ်အဖွဲ့နဲ့အပြစ်ခတ်ရစဲမှုကိုအဆုံးသတ်ခဲ့ပြီးတဲ့နောက်အစ္စရေးတိုက်ခိုက်မှုတွေကြောင့်အမျိုးသမီးနဲ့ကလေးငယ်အများစုပါဝင်ပါလက်စတိုင်းပြည်သူများပြားတေဆုံးခဲ့ရပြီး ဂါဇာဒေသကိုလူသားချင်းစာနာမှုကူညီတွေဝင်ရောက်မှုလည်းပိတ်ပင်ခံခဲ့ရတဲ့အတွက်လူသားချင်းစာနာမှုဆိုင်ရာကပ်ဘေးတစ်ခုပေါ်ပေါက်စီတယ်လို့ဆိုပါတယ်။အဲ့ဒီပြင်အစ္စရေးအနေနဲ့စစ်စင်ရေးမှန်သမျှကိုချက်ချင်းရပ်ပစ်ဖို့အစွမ်းကုန်ထိန်းသိမ်းသိမ်းသိမ်းလှုပ်ဆောင်မှုနိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေမှာပြတ်တန်းထားတဲ့တာဝန်တွေကိုလိုက်နာဖို့ဘင်္ဂလားဒေ့ရှ်အစိုးရကတိုက်တွန်းတယ်လို့လည်းထည့်သွင်းဖော်ပြသွားပါတယ်။နောက်တဲ့သတင်းတော့ကတော့အစ္စရေးမှာဝန်ကြီးချုပ်ရဲ့မူဝါဒကိုဆန့်ကျင်ကောက်ရတဲ့အရေးအတွက်တိုးလာနေရတဲ့ဆိုတဲ့သတင်းမှာ ကာဇာကမ်းမြောင်ဒေသမှာပြစ်ခတ်ရစဲရေးပေါ်ဆောင်မှုဆွေးနွေးပွဲတွေဟာရပ်တန့်နေပြီးတော့အစ္စရေးဆူရကအဲ့ဒီကမ်းမြောင်မှာထိန်းသိမ်းခံထားရတဲ့ဒဇာကန်နဲ့လွတ်မြောက်ရေးအကောင်အထည်ပေါ်လာဖို့အတွက်နောက်ထပ်ယာယီပြစ်ခတ်ရစဲရေးကိုအရင်ကြိုးပမ်းနေရပါတယ်။ဟာမတ်စ်ဖက်ကတော့ဂျန်နေတဲ့ဒဇာကန်အားလုံးလွတ်ပေးမှာဖြစ်ပြီးပေးယူနေတဲ့အမြဲတမ်းပြစ်ခတ်ရစဲရေးကိုလိုလားနေပါတယ်။မစ္စတာနေတန်ယာဟုကတော့ဟာမတ်စ်အဖွဲ့ကိုအပီးချင်းမုန်းရှင်းလင်းပစ်ဖို့စူးစမ်းနေစေဖြစ်ပုံရပါတယ်။သူက ဣသရေလအနေနဲ့ဟာမတ်စ်ရဲ့တောင်းဆိုချက်တွေကိုလိုက်ရောလိုက်မယ်ဆိုရင်နိုင်ငံအတွက်တိုက်ပွဲဝင်သူတွေရဲ့ကျေးဇူးနဲ့ရရှိခဲ့တဲ့ကြီးမားတဲ့အောင်မြင်မှုအားလုံးအချင်းနှီးဖြစ်သွားမယ်လို့ဆိုတဲ့ကြေညာချက်တစ်ဆောင်ကိုစနေနေ့ April 19ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ဣသရေလမှာဝန်ကြီးချုပ်ရဲ့မူဝါဒကိုစတင်ကန့်ကွက်သူအကြီးအတွက်ကတိုးလာနေပြီးအဲ့ဒူတွေထဲမှာအပြစ်ခက်ရစရေးကတဆင့်တစားကန်လွတ်မြောက်ရေးကိုကြိုးပမ်းနေတဲ့ဆန္ဒပြသူတွေလည်းပါဝင်ပါတယ်။ ါဇာကမ်းမြောင်ဒေသမှာတိုက်ခိုက်မှုတွေပြန်လည်စတင်တာဟာဒဇာကန်ရဲ့အသက်ကိုအန္တရာယ်ဖြစ်စေတယ်လို့ဆန္ဒပြသူတွေကယုံကြည်နေကြပါတယ်။အစ္စရေးလေဘိုင်းကလူလူစုဝေးမှုတစ်ခုကနေဆန္ဒပြသူတွေနဲ့ရဲတွေအကြပြင်းပြင်းထန်ထန်ရုံရင်းဆန်ခတ်ဖြစ်ပွားမှုတစ်ခုလည်းပေါ်ပေါက်ခဲ့ပါသေးတယ်။ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းကအစ္စရေးမီဒီယာတစ်ခုကလှုပ်ဆောင်ခဲ့တဲ့သဘောထားစစ်တမ်းမှာအစ္စရေးနိုင်ငံသားဖြေချားသူတွေရဲ့69ရာခိုင်နှုန်းကဒဇာကန်အားလုံးလွတ်ပြေးရေးသဘောတူညီမှုနဲ့အလဲအလှယ်ဖြစ်ပြိပကအဆုံးသက်ရေးကိုထောက်ခံတယ်ဆိုတာတွေ့ရပါတယ်။ 2023အော်တိုဘန်ကစပြီးတော့ဂါဇာမှာတည်ဆုံးသူဥယျာ9200ဦးထိရှိလာခဲ့ပြီလို့ဂါဇာကျမ်းမာရေးရာရှိတွေကတနင်္ဂနွေနေ့ဧပြီ20ရက်နေ့ကပြောကြားပါတယ်အဲဒီရေအတွက်အထဲမှာလွန်ခဲ့တဲ့24နာရီအတွင်းတည်ဆုံးသူ44ဦးလည်းပါဝင်တယ်လို့ဆိုပါတယ်နောက်ထပ်သတင်းတော်ကတော့ trans ဆိုရရဲ့3ပေးချင်းချောင်းမှုကြောင့်အီရန်ကြောထောက်နောက်ခံပြုအင်အားကြီးပြည်သူစစ်တပ်ဖွဲ့တွေအီရန်မှာလက်နက်ချဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းမှာ မရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရရဲ့ချိန်ချောက်မှုကြောင့်အီရန်မှာရှိနေတဲ့အီရန်ကြောထောက်နောက်ခံပြူအင်အားကြီးပြည်သူ့စစ်အဖွဲ့တွေကပထမဆုံးအကြိမ်ဖြစ်လက်နက်ချဖို့ပြင်ဆင်နေတယ်ဆိုပြီးအကြီးအကဲတမှု10ဦးနဲ့အီရန်တောင်းဝန်ရှိသူတွေကပြောကြားခဲ့တယ်လို့ရိုက်တာကအစ်ပရဒုတိယဘက်မှာဖော်ပြရေးသားခဲ့ပါတယ်။အီရန်ဝန်ကြီးချုပ်မိုဟာမက်ချီယာအယ်ဆူဒနီနဲ့ပြည်သူ့စစ်ကောင်းဆောင်အများပြားကအသေးစိတ်ဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့ပြီးအခုလိုသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ထရန့်သမ္မတဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဇန်နဝါရီလတည်းကအီရအစိုးရကိုတီးတန့်သတိပေးချက်တွေထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းတင်းမာမှုတွေဖြေလျှော့ဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့အဓိကပြည်သူ့စစ်တပ်ဖွဲ့၄ဘွဲ့ကဒေသခံတပ်မှု6ဦးပါဝင်တဲ့ရင်းချင်းမြစ်တွေကပြောကြားပါတယ်။အီရမြေပေါ်မှာပြည်သူ့စစ်တွေအနေနဲ့လက်နက်မချရင်အမေရိကန်ကအဲ့ဒီအဖွဲ့တွေကိုလေကြောင်းတိုက်ခိုက်ဖို့ပြတ်မှတ်ထားနိုင်တယ်ဆိုပြီးအမေရိကန်ဘက်ကပြောကြားထားတာရှိပါတယ်။ဒီလိုချင်းနေတွေကိုဆွေးနွေးဖို့ဘက်ဒက်မျိုးတော်နဲ့တောင်ပိုင်းပြည်နယ်တို့မှာပြည်သူ့စစ်တပ်မှု6ဦးကိုအင်တာဗျူးခဲ့တာဖြစ်ပြီးတော့သူတို့တွေဟာ Qatar Hezbollah, Nujad Biks, Qatar Serid El Shahada, Ansar Ula El Awifira အဖွဲ့ရဲ့တပ်မှုတွေဖြစ်တယ်လို့ဆိုပါတယ်။အရာကြီးရှိရပြည်သူစစ်အဖွဲ့ဖြစ်တဲ့ Qatar Hezbollah ကတပ်မှုတူကထရန့်ကအစိုးဆုံးခြေနေအထိစပွဲဖြစ်ဖို့အထိအသင့်ပြင်ထားတာကိုသိထားပါတယ်။ဒီရှင်တွေကိုရှောင်လွှဲခြင်းပါတယ်လို့ပြောကြားသွားခဲ့ကြောင်းတွေ့ရပါတယ်။ဟုတ်ကဲ့ဒီနေ့ပြန်လည်မျှဝေခြင်းရဲ့နောက်ဆုံးအကြောင်းအရာကတော့ အစ္စရေးတပ်မတော်ကသူ့ရဲ့နာမည်ကျော်ရော့ဒိုဇာကိုအများပြအသုံးပြုလာတဲ့သတင်းမှာအစ္စရေးတပ်မတော်ရဲ့နာမည်ကျော်ရော့ဒိုဇာရော့ဒိုဇာဆိုတာကအစ္စရေးတပ်မတော်ကဂါဇာစစ်မြေပြင်မှာအသုံးပြုမှုပုံမများပြားလာနေတဲ့ဒီနိုင်အမျိုးအစားဘူဒိုဇာတွေဖြစ်ပါတယ်အခုနောက်ပိုင်းမှာမောင်းသူမဲ့အဖြစ်အသုံးပြုလာတာဖြစ်ပါတယ် အဲ့ရော်ဒိုဇာတွေကိုဂါဇာစစ်မြေပြင်မှာမောင်းသူမပါဝင်မဲ့စစ်သည်တွေကအဝေးတနေရာကထိန်းချုပ်မောင်းနှင်ခိုင်းစီတာဖြစ်ပါတယ်အဲ့ဒီနိုင်မျိုးစားမောင်းသူမဲ့ဘူလိုဇာတွေကအလိုလျောက်တိုက်ခိုက်မှုလှုပ်ဆောင်မဲ့အနာဂတ်စစ်ပွဲအတွက်ရှေ့ပြေးပုံစံဖြစ်တယ်လို့စစ်ဖက်အင်ဂျင်နီယာတွေနဲ့ကြွမ်းကျင်သူတွေကပြောပါတယ်အစ္စရေးတပ်မတော်ဟာအဲ့ဒီရော်ဒိုဇာတွေကိုလွန်ခဲ့တဲ့နှစ်များစွာတည်းကရှေ့တဲ့နေရာတွေမှာအသုံးပြုနေခြင်းဖြစ်ပြီးတော့ဂါဇာစစ်ပွဲစတင်တဲ့2023မှာရေအတွက်တိုးမြှင့်အသုံးပြုလာခဲ့ပါတယ် IDF ကတပီလာ D9 ကအစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှအသုံးပြုတဲ့ကြီးကားဘူဒိုဇာတစ်မျိုးဖြစ်ပါတယ်။သူ့ကိုကတပီလာကထုတ်လုပ်တာဖြစ်ပြီးတော့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေကအစ္စရေးစစ်တပ်စက်မှုလုပ်ငန်းအစ္စရေး Aerospace Industry တို့နဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်မှုတွေရှိတဲ့ပတ်ဝန်းကျင်မှာဘူဒိုဇာရဲ့လုတ်ကင်နိုင်စွမ်းကိုတိုးမြင့်စေပြီးတိုက်ခိုက်မှုဒဏ်ကိုခံနိုင်ရည်ရှိစေဖို့ပြုပြင်မွမ်းမံထားတဲ့ရန်နေရာတွေဖြစ်ပါတယ်။ 1989ခုနှစ်တည်းမှာ IDF IDF က D9 ဘူရိုဇာတွေကိုတန်ရက်ကတွေထည့်ဖို့စပြီးမုံမှန်ပြင်ဆင်ခဲ့ပါတယ်။အဲဒီဘူရိုဇာမှာစစ်တနတ်နဲ့ဘုံပစ်လောင်ချတွေပါတက်ဆင်နိုင်ပါတယ်။ဝေထိန်စနစ်အပါဝင်မော်ရဲအမျိုးမျိုးလည်းရှိပါတယ်။ညပြလှရဲ့လှုပ်ရှားမှုတစ်လျှောက်မှာ IDF ဘူရိုဇာတွေဟာဂါဇာမှာရှိနေတဲ့ပါလက်စတိုင်းအိမ်ထောင်ပေါင်းများစွာကိုဖြိုချဖို့အတွက်အသုံးပြုခဲ့ပြီးထောင်နဲ့ချီတဲ့သူတွေကိုအိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပါတယ်။ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံက IDF ကိုမြေထိုးဆက်တီး IDF ကိုမြေထိုးဆက်တီပေးဆောင်ခြင်းနဲ့လူအခွင့်အရေးချိုးဖောက်မှုကိုပါဝင်ပတ်သက်သွားစေနိုင်တယ်ဆိုပြီးတော့ Captivilla ကိုအကြံပြုထားပါတယ်။ IDF Captivilla D9 ကိုတိုက်ခိုက်ရေးလုပ်ငန်းတွေအတွက်အစွေးကောက်ရေးတပ်ဖွဲ့က IDF ကစစ်ဖက်အင်ဂျင်နီယာတပ်ဖွဲ့နဲ့လှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ဂါဇာစစ်ပွဲအတွင်း2023နဲ့2024အတွင်းမှာတက်ကြွလှုပ်ရှားတက်ကြွလှုပ်ရှားသူ Richard Corey တည်ဆုံခဲ့ရမှုနဲ့ ခမေးအက်ဒဝင်းစီယုံပြင်ပမှာခိုးလုံနေတဲ့အရသားတွေကိုတပ်ဖြတ်မှုအပါအဝင်အရသားတည်ဆုံမှုဖြစ်စဉ်တွေမှာဒီရှင်ရန်ရားတွေကပါဝင်ပတ်သက်နေတာဖြစ်တယ်လို့သိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့သတင်းများပြန်လည်စုစည်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ။နားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။